မသေးခင်သွားနေချင်းစရာကောင်းသောနိုင်ငံများနံပါတ်၁နေနေကတော့ဆွစ်ဇာလန်နိုင်ငံပဲဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံကတော့လက်မပတ်စံပြုတ်ကျနေရင်တော့ဘယ်သူမှမကောက်တဲ့နိုင်ငံဆိုပြီးတော့နာမည်ကြီးပါတယ်ပတ်စံကတန်ဖိုးမရှိလို့မဟုတ်ပါဘူးမလို့လို့မကောက်တာဘူးနိုင်ငံသားတိုင်းကဘာအလို့မှလုစရာမလိုဘဲနဲ့တလားကိုဒေါ်လာ၂000အကတ်တဲရောက်ရှိနေမှာဖြစ်ပါတယ်အစိုးရကနိုင်ငံအတွင်းမှာဆင်းရဲသူမရှိရလေအောင်ဆိုပြီးတော့နိုင်ငံသားတိုင်းကိုထောက်ပံ့ကြေးပေးထားတာပါ ဒါရမအများစုကဘန်မာပတ်စံသွားထုတ်အောင်မှပြင်းလို့ဆိုပြီးတော့သွားတော့မထုတ်ကြဘူးလို့သိရပါတယ် What မူလတိုင်းကနေတက္ကသိုလ်ပြီးတဲ့အထိကလည်းပညာသင်စရိတ်ကအခမဲ့ဖြစ်ပါတယ်ဒီမှာလိုမျိုးရုံးပိတ်ရက်တွေနဲလို့ဆိုပြီးတော့စိတ်ညစ်နေစရာလည်းမလိုပါဘူးဒီဘလုံးနေမှာလေးရက်ပဲအလုပ်လုပ်ကြတာဖြစ်ပါတယ်အဲ့လောက်တော့ပြင်းတက်တာတော့မှနိုင်ငံကအချမ်းသာဆုံးစီးရင်ထဲမှာအခုချိန်ထိတော်တန်းဝင်နေသေးပါတယ်။အဲကြောင့်ဒီဗီဒီယိုကိုလူချင်းမင်းရဲ့ဘော့တွေလည်းမြင်သွားပါစီလို့ဆုတောင်းပေးလိုက်ပါတယ်။နံပါတ်1နေနေကတော့လူဆန်ဘော့ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံလို့မေးလိုက်ရင်အမေရိကန်တို့ဒူဘိုင်းတို့လောက်ပဲဖြေလေးရှိပါတယ်။ဒါပေမဲ့တကယ်စစ်တမ်းတွေအရကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံကတော့ဥရောပတိုက်မှာရှိတဲ့လူဆန်ဘော့ဆိုတဲ့နိုင်ငံလေးပဲဖြစ်ပါတယ်။ဒီနိုင်ငံကပြင်သစ်ဂျာမနီနဲ့ဘယ်ဂျီယံသုံးနိုင်ငံကြားမှာတည်ရှိပြီးတော့စီးပွားရေးအချက်ကြားကြတဲ့နိုင်ငံလေးဖြစ်ပါတယ်။လူဆန်ဘော့မှာဆိုရင်ဒူဘိုင်းတို့ဘာလို့လူမျိုးနေရာအနှံ့မှာပြိုင်ကားတွေတွေ့နေရမှာမဟုတ်ပါဘူး။ဒါပေမဲ့နိုင်ငံသားအများစုကတော့မီလီယံနဲ့ချီအောင်ချမ်းသာတဲ့သူတွေကြီးပဲဖြစ်ပါတယ်။ ီနိုင်ငံမှာမီလီယံနာဆိုတာတာမန်အဆင့်လောက်ပဲရှိပြီးတော့ဘီလီယံနာတယောက်ဖြစ်မှသာချမ်းသာတယ်လို့သတ်မှတ်ပါတယ်။ဒါကြောင့်လက်ဖက်တမင်းဆိုင်အောင်ကြောက်ဥမပါတဲ့သူတွေကတော့တခါလေကြော်သွားလို့ရပါပြီ။နံပါတ်3နေနေကတော့ဖင်လန်နိုင်ငံပဲဖြစ်ပါတယ်။ဖင်လန်နိုင်ငံဆိုတာဆာမိုအဲဖြည့်စရာမလိုတဲ့ရှားပါးနိုင်ငံတွေကတနိုင်ငံဖြစ်ပါတယ်။၁၆နှစ်မပြည့်ခင်အထိဘာဆာမိုဘာမှ ဖြည့်စရာမလိုဘဲနဲ့စာကြီးပဲစတိုက်တင်နေရမှာပါ။ ចောင်းဆိုရင်လည်းတနေကုန်မှ၄နာရီပဲတက်ရပြီးတော့ကလေးတွေကိုလည်းအင်စာပေးပိုင်ခွင့်လုံးဝမရှိပါဘူး။အင်စာပေးခြင်းကကလေးတွေရဲ့အားလဲချင်ကိုအနှောက်အယှက်ဖြစ်စေတယ်ဆိုပြီးတော့ဒါမျိုးသတ်မှတ်ပေးထားတာဖြစ်ပါတယ်။အဲအဲ့လိုပြောလို့ပညာရေးကခြားတူးလံမယ်ထင်နေရင်တော့မှားသွားပါပြီ။ဖင်လန်နိုင်ငံရဲ့ပညာရေးအဆင့်ကကမ္ဘာအဆင့်ရှိဖြစ်ပါတယ်။ဒါကြောင့်အကောင့်ထဲမှာဆရာဆရာမတွေရှိနေရဆိုရင် mention လာခေါ်ပြလိုက်ကြဖို့အကြံပေးခြင်းပါ။နံပါတ်၄နေကတော့ Iceland နိုင်ငံပါ။ Iceland နိုင်ငံဆိုတာကတော့ကမ္ဘာပေါ်မှာနေမွေနဲ့တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဆိုလိုချင်တာကညမရှိဘူးဆိုတဲ့သဘောပါ။လူရသည်ဆိုရင်ညတကောင်ကြီးနေထွက်နေမှာဖြစ်ပြီးတော့ဆောင်းမသည်ကြမှာဒါညဘက်ကိုအနေငယ်ခံစားမှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီနိုင်ငံကကမ္ဘာပေါ်မှာအေးချမ်းဆုံးနိုင်ငံဖြစ်ပြီးတော့တခိုးချဖို့လည်းအလွန်နည်းတယ်လို့သိရပါတယ်။ပြစ်မှုကျွလွန်သူဆိုတာမရှိသလောက်ကိုနေပါလို့စစ်တပ်တော်မထားတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံကဘလောက်တောင်လုံခြုံတယ်လဲဆိုရင်လမ်းမှာဖုန်းကျပြတ်သွားရင်တော့မှယူမဲ့သူမရှိကြဘူးလို့ဆိုပါတယ်။အဲဒါကတော့ကျွန်တော်တို့စီနေတော့ခက်ဆက်ဆန်လေးတူပါတယ်။ ။နောက်ပြီးဒီနိုင်ငံကကမ္ဘာပေါ်မှာရှင်လုံးဝမရှိတဲ့တခုတည်းသောနိုင်ငံလေးပဲဖြစ်ပါတယ်။အဲဒီတခြားထက်တဲ့တင်ကိုတော်တော်လေးနေချင်းစရာကောင်းနေပြီလည်းဖြစ်ပါတယ်။နံပါတ်5အနေနဲ့ကတော့နယူးဇီလန်နိုင်ငံပါ။နယူးဇီလန်နိုင်ငံကတော့ကမ္ဘာဥစ္စာကလေးကတဘာဝတိုင်းကျန်ရှိနေတဲ့တခုတည်းသောနိုင်ငံလို့ဆိုကြပါတယ်။ဘယ်ဝဲသွားသွားတောတောင်ရင်မြေတွေကိုပဲတွေ့မြင်နေရမှာဖြစ်ပြီးတော့ဓပုံစရာလေးတိတ်ကြိုက်တဲ့နိုင်ငံလေးဖြစ်ပါတယ်။နေရာတိုင်းမှာသဘာဝရှုခင်းနေနဲ့ပြည့်နှံ့နေပြီးတော့အိမ်ထိုင်နေနေကိုအမောပြင်းနေရမှာပေါ့အဲဒီလိုမျိုး wallpaper တွေကိုမကြာခဏတွေ့ဘူးကြမယ်လို့ထင်ပါတယ် ဒီပုံလေးအားလုံးကနယူးဇီလန်နိုင်ငံရဲ့နိုင်စင်းတွေဖြစ်ပါတယ်ကောင်းကင်ကညဘက်ဒီမှာဆိုရင်ငကားငွေတန်းကိုပါလှမ်းမြင်နေရတဲ့အထည်ကြီးလင်းတန်ရှင်းနေတာဖြစ်ပါတယ်။တောင်တန်းတွေကလည်းအမြဲတမ်းနှင်းနေဖုံးအုပ်နေတာမို့လို့နှင်းလျှောစီးတဲ့နိုင်ငံဆိုပြီးလဲထင်ရှားပါတယ်။တခါတလေဆိုရင်အနာတိကတိုက်ကပင်ကွင်းတွေကိုပါတွေ့မြင်ရတတ်တယ်လို့ဆိုကြပါတယ်။ယူစီလန်နိုင်ငံရဲ့အလှပကိုကြည့်ချင်တယ်ဆိုရင်တော့ Lord of the Rings ဆိုတဲ့စကားကိုသာပြေးကြည့်လိုက်ကြပါ။ဒီကားတစ်ခါလုံးကနယူးဇီလန်နိုင်ငံထဲမှာပဲပတ်ရိုက်ထားတာဖြစ်ပါတယ်။အဆုံးနည်းကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။